ဒီတဟူနေကိုမြင်တာနဲ့တောင်ကြီးစုတောင်ကြီးသားတွေကပဲဆိုင်လဲဆိုတာတမ်းပြီးသိကြလောက်ပြီပေါ့နော်ဟုတ်ပါတယ်ရေကန်းကြောင့်ရှိကကုံမီဆိုတဲ့တဟူနေဆိုင်လေးပါဒီဆိုင်လေးကမနှက်ဆွဆွအေးရမထားနိုင်တဲ့ဒီအတွက်အမြဲတမ်းငြင်းရတဲ့ဆိုင်လေးပေါ့ခင်ဗျာတဟူနေဆိုရင်လေခောက်ဆွဲဘက်ကိုတက်တက်ပြုတ်ပြီးတော့တဟူနေကိုလောင်းပြီးထည့်ပေးတာတက်ခုလိုမျိုးခောက်ဆွဲဘက်ကိုတဟူနေဦးရေပြစ်ထည့်ပြီးတော့နေလုပ်ပေးတာကလေပို့ပြီးတော့အရသာရှိရခင်ဗျာခောက်ဆွဲဘက်လေးတွေကလည်းပို့ပြီးတော့နူးညံ့ပြော့ပြောင်းတယ်လို့တဟူနေရဲ့အရသာလေးတွေဝင်နေတယ်လို့ခံစားရတယ်ပေါ့နော် ျွန်တော်ကတော့ဒီဆန်တော့တခုလေးလေးကိုအရန်ကြိုက်တော့ပါတယ်ခင်ဗျာ စာကောင်းကောင်းဆိုတော့ဒုဂုနေရဲ့အရာအစင်းနဲ့အခုလိုမျိုးဒုဂုနေနဲ့ခောက်ဆွေးနဲ့ထွေးထွေးလေးဖြစ်နေတာပဲကြည့်လိုက်တော့ခင်ဗျာအခုတော့ကျွန်တော်မာထားတဲ့ဒုဂုနေပွဲထဲကိုအစာပလာအစုံလေးကိုထည့်နှားပါတော့ဒီဆိုင်မှာလည်းဒုဂုနေတစ်မျိုးထဲကိုရောင်းပါတယ်ဒုဂုနေနဲ့တွဲဆောက်ဖို့အကြွေးလေးရတယ်ပေါ့နော်ကျွန်တော်သားတာနည်းနည်းနောက်ကျသွားလို့အကြွေးရတော့ကုန်သွားပါတယ်ခင်ဗျာအခုတော့ကျွန်တော်မာထားတဲ့ဒုဂုနေလေးတွေရပါပြီခင်ဗျာဘလောက်တော်စားခြင်းစွဲကောင်းနေလဲဆိုတော့ကြည့်လိုက်ပါဦးခင်ဗျာတောင်ကြီးရောက်လို့ရှိရင်ဒီဆိုင်လေးမှာမဖြစ်မနေမနှက်ဆောင်တော့စားကြည့်ခဲ့ကြပါ ော်ဆိုင်ဝင်းချိန်လေးကမနက်6နိုင်လောက်ဆိုစပြီးဖွင့်နေပေါ့နော်မနက်7နိုင်ခွဲ9နိုင်လောက်ဆိုရင် ကုန်တာများပါတယ်အီထန်တော့ကြာလို့ရှိရင်ကုန်ပြီဆိုတဲ့ဆိုင်ဘုတ်ကိုချိန်ထားတာပဲတွေ့ရမှာပေါ့နော်တကယ်လို့လေရောက်လို့ရှိရင်ကုန်ပြီလို့လို့ဆိုင်ဘုတ်ချိန်ထားလဲဆိုင်ထဲကိုဝင်ကြည့်လိုက်ပါဒုံလေးဦးထဲမှာဒုံလေးလေးရှိတယ်ဆိုရင်ဆိုင်ထဲမှာကိုကတ်တီတီနဲ့ဝင်ထိုင်လိုက်ပေါ့နော်ဒုံလေးရသေးလားလို့အပြင်ရမယ်လို့ရှိရင်သူကကုန်ပြီလို့ပြောပေးမယ်ဒုံလေးရှိသေးတယ်ဆိုရင်တော့ဆိုင်မှာထိုင်နေတဲ့ customer တွေအတွက်တော့ပွဲပြင်းပြီးရေပေါ့နော်တကယ်တော့ဒီဆိုင်ရဲ့ဆိုင်နံပါတ်ကမရှိပါဘူးသွားတာတော့ တိုင်းသူဟူနေကိုမီဆိုတဲ့ဆိုင်ဘုတ်ကိုအမြဲတမ်းချိန်ထားလို့ဆက်သုံးလူတွေကြမှာကိုမီဆိုတဲ့ဆိုင်လေးနာမည်တွင်သွားတယ်ပေါ့နော်ဆိုင်လေးကတော့အရှိမျိုးပတ်လန်ရက်ကန်ကျောင်းရှိမြင်္ဂလာဦးရက်ွက်တောင်ကြီးမြို့မှာတရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်